မကြသေးခင်ကဖြစ်ပွားခဲ့တဲ့နေဆက်ပစ်ခတ်တိုက်ခိုက်မှုအတွေ့ကမ္ဘောဒီးယားစစ်သား2ဦးသေဆုံးခဲ့ပြီးတဲ့နောက်ထိုင်းနဲ့နေဆက်ညှင်းပွားမှုကိုနိုင်ငံတကာတရားရုံး ICJ ထံတိုက်ကြားထားကြောင်းကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကစွန်နှစ်ရက်မှာပြောကြားလိုက်ပါတယ်။နေဆက်မှာမကြေးရမသေးချမှုနဲ့ပတ်သက်လို့နောက်ထပ်တိုက်ခိုက်မှုမဖြစ်ပွားစေရေးအဲ့ဒီကိစ္စရပ်တွေကိုထိုင်းကကမ္ဘောဒီးယားနဲ့ပူးပေါင်းပြီး ICJ မှာဖြေရှင်းဖို့မိမိတို့မျှော်လင့်ကြောင်းဝန်ကြီးချုပ်ဟွန်မာနက်ကလွှတ်တော်မှတ်တင်နဲ့တွေ့ဆုံချိန်မှာပြောကြားခဲ့တာပါ။ အင်းဒီချင်းနှစ်နိုင်ငံကြား2008ခုနှစ်ကဆေးပဋိပက္ခဖြစ်ပွားပြီးတဲ့နောက်နှစ်များစွာကြာအောင်ပြတ်တောင်းပြတ်တောင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့လူ28ဦးသေဆုံးခဲ့ရပါတယ်။ကမ္ဘောဒီးယား၊ထိုင်းနဲ့လာအိုလိုဆုံရမြတရီကန်ဒေသမှာထိုင်းစစ်သားတွေနဲ့ကမ္ဘောဒီးယားစစ်သားတွေမင်း28ရက်ကအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတော့ကမ္ဘောဒီးယားစစ်သားတအူးသေဆုံးခဲ့ရပါတယ်။ မိမိတို့ရန်စားမှုမရှိဘဲတက်ခိုက်ခံရတဲ့ဖြစ်ရပ်ကိုချက်ချင်းနှံ့နှံ့ဆက်ဆက်ဆုံးဆန်းစစ်ဆေးရေးကမ္ဘောဒီးယားနိုင်ငံသားရဲ့ဝန်ကြီးဌာနကဖဏန်းပင်မှာရှိတဲ့ထိုင်းတန်ယုံတို့စာရေးသားပေးဖို့တောင်းဆိုခဲ့ပါတယ်။ထိုင်းစစ်သားတွေရဲ့လုပ်ရဟာကမ္ဘောဒီးယားချုပ်ချာအာဏာကိုချိုးပေါက်တာဖြစ်ကြောင်းနဲ့တတမန်ရေးအရငြင်းချမ်းစွာဖြေရှင်းရေးကတိပြုထားကြောင်းကမ္ဘောဒီးယားကပြောပါတယ်။အဲဒီကိစ္စကိုထိုင်းက ICJ မှာဖြေရှင်းဖို့သဘောမတူဘူးဆိုရင်ကမ္ဘောဒီးယားအနေနဲ့အဲဒီတရားရုံးမှာတိုင်ချက်ဖွင့်သွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ဟွန်မာနက်ကပြောလာတာပါ။နေဆက်အငင်းပွားမှုဟာ နိုင်ငံစလုံးမှာရှိတဲ့အစွန်ရောက်အုပ်စုငယ်လေးတွေရဲ့သွေးထုတ်လုံဆောင်မှုကြောင့်ဖြစ်ရတာဖြစ်ပြီးတော့နောက်ထပ်တိုက်ခိုက်မှုတွေဖြစ်ပွားလာနိုင်တယ်လို့ဟောမာနက်ကပြောပါတယ်။အခုလိုပြောဆိုချက်နဲ့ပတ်သက်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကအမှတ်ချက်မပေးသေးပါဘူး။ကမ္ဘောဒီးယားစစ်တပ်ကသူတို့စတင်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ပြောကြပြီးတော့ထိုင်းစစ်တပ်ကတနက်နက်ပြစ်ခတ်မှုကိုတုံ့ပြန်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။နောက်တရမှာတော့ကမ္ဘောဒီးယားစစ်ဦးစီးချုပ်နဲ့ထိုင်းစစ်ဦးစီးချုပ်တို့တွေ့ဆုံပြီးတော့တင်းမာမှုလျှော့ချဖို့သဘောတူခဲ့ကြပါသည်။